25ခုနဲ့စတေမာလာ28ရက်ဒနေ့ကနေနေ့အတွက်ခொနည်းသားမီးအားလုံးတို့အတွက် numerology ဂဏန်းပေတင်ရဆိုရင်တော့အောင်ပွဲရနေ့မင်္ဂလာနေ့လို့နမိတ်ကောင်းဖတ်လိုက်ပါတယ်အလုံးမရှိဘူးလားအလုံးရသွားမယ်ပတ်စံရဖို့ကိစ္စတွေအဆင်ပြေသွားမယ်မိမိမှာကြုံတွေ့နေတဲ့အခက်အခဲကိုဖြေရှင်းနိုင်မဲ့လမ်းတွေပွင့်သွားလိမ့်မယ်အခုညီပေးမဲ့သူတွေပေါ်လာမယ်မတင်မှတ်တာတဲ့အတိုင်းဝိုင်းနော်မိမိတို့အကျိုးပေးမဲ့သူတွေကိုးနားမှာဝိုင်းဝိုင်းလည်လာတယ် စမ်းပွင့်တဲ့နေမျိုးလက်ပွင့်တဲ့နေမျိုးကံပွင့်တဲ့နေမျိုးလို့ပြောလို့ရပါတယ်ကိုယ့်ရဲ့ပိတ်ဆို့နေတဲ့လက်တွေကလည်းပွင့်သွားလိမ့်မယ်ရောင်းပန်းသာဝယ်ပန်းလှလိမ့်မယ်မိမိပြောတဲ့စကားတွေအလုံးကလည်းအောင်မြင်မှုရသွားမယ်နေဖြစ်ပါတယ်ဒီလိုချက်တည်မင်္ဂလာအဖျားဖျားပြည့်စုံတဲ့ဒီလိုနေ့မှာခொနည်းသားမိနေအလုံးကံတလူလူအောင်လန်းထူနိုင်ဖို့လို့တော့ကတော့မနေ့စောစောအရဟံဂုံတော်ကိုအရဟံအရဟံပရိတလုံးချပြီးတော့မနေ့စောစောတဲ့ကပရိတပတ်ရအောင်စိတ်ထားလိုက်ပါလို့လမ်းညွှန်လိုက်ပါတယ်ခင်ဗျာဒီနေ့မှာသင်္นานကိစ္စပညာရေးကိစ္စအင်တာဗျူးကိစ္စရှောက်လွှာကိစ္စ အစရှိတဲ့ပညာရဆိုင်ရာကိစ္စတွေအလုံးအောင်မြင်ဖို့လို့တော့ကတော့မနေ့စောစောမှာနွားလူတစ်ခွဲမြတ်စွာဘုရားရှင်လှူရမ်းပြီးဒီနေ့တနေ့လာအတွက်ဆုတောင်းထားလိုက်ပါခင်ဗျာဒီနေ့မိရှုသန့်စင်ဖွားမြင်ကြတဲ့ရင်သွေးရနိုင်တော့ကတော့မာဖို့ဗေနေနိယတနင်္ဂနွေလေးဘဝဘင်္ဂဘဝဇာနာရှင်တွေဖြစ်ကြပါတယ်ငယ်စီမှာခြူကြတော့လဲကြိုးစားလုံလောက်အားထုတ်ကြပြီးထွန်းပေါက်အောင်မြင်ကြမယ်ရင်သွေးရနိုင်ဖြစ်ကြောင်းနမိတ်ကောင်းဖတ်လိုက်ပါတယ်ခင်ဗျာဒီနေ့ကြောင်းတဲ့မွေးနေ့ရှင်တွေအလုံးမင်္ဂလာမွေးနေ့ပါခင်ဗျာဒီနေ့မွေးနေ့ရှင်တွေအတွက်ဒီနေ့ကစပြီးတနေ့တာအတွင်း ကံထူးကောင်းမှုလို့အတွက်ဒီနေ့ကုသိုလ်ရတရားလမ်းညွှန်ပေးရမယ်ဆိုရင်တော့မိတ်ဆွေတို့အနေနဲ့မွေးနေ့ကုသိုလ်ဖြစ်နေတက်ကြီးဝါကြီးအဖိုးအဖွားဘိုးဘွားကြီးသားရှိသူများစသည့်တက်ကြီးဝါကြီးတို့ကိုအာဟာရဒါနစေဝါဒါနပြုခြင်းအပြင်တနေ့တားလုံးကံတရားရဲ့အထောက်ပံ့ကောင်းတွေရပါလိမ့်မယ်ခင်ဗျာဒီနေ့မှာ အကျိုးပေးစုံမကဏ္ဍကတော့တက္ကနံကိုးကဏ္ဍဖြစ်ပြီးမိတ်ဆွေတို့အတွက်ငွေအထူးဝင်ဖို့ရည်ရအနေနဲ့ကတော့ဇေရောမြတ်ကြီးရဲ့တင်းနာတောက်အရက်မှာ ငွေထီးလေးတစ်လက်လှူပြီးငွေဝင်ဖို့အတွက်အထူးဆုတောင်းလိုက်ပါခင်ဗျာဈေးခေါ်လက်ခေါ်ရန်ရာဖြစ်နေကတော့မိမိရဲ့စိုင်းရှိကိုမျက်နှာသာတက်တဲ့မျက်နှာမူပြီးတော့ဒီလိုနေ့မှာအရဟံအရဟံအရဟံဆိုတာကို78ခေါက်ပူဇော်လိုက်ခြင်းအပြင်တိတိတသာရောင်းပန်းသာဝယ်ပန်းလှပါလိမ့်မယ်ခင်ဗျာအယောင်းလိုက်နေတဲ့ကုန်ပစ္စည်းတွေအယောင်းတော့ဖို့အတွက်ဆိုရင်လည်းဒီလိုနေ့မျိုးမှာစလက်ရွက်လေးတစ်စီးနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ခြင်းအပြင်တိတိတသာအယောင်းအတွက်အယောင်းထွက်သွားပါလိမ့်မယ် မကျွတ်တဲ့အမှုအခင်းကြုံနေတဲ့သူရှိရဆိုရင်တော့အမှုကြုံနေတဲ့သူရဲ့အမိကိုဒီလိုနေ့မျိုးမှာလက်တော့ပေါ်အစ်တတခုမှာစော့ပင်နဲ့ရေးပြီးတော့ဆွမ်းလံဖုန်ကြီးကိုလှူဒန်းလိုက်ပါခင်ဗျာ။ကျမ်းမာရင်ညနေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရင်တော့ဒီလိုနေ့မျိုးမှာတက်စာဖြစ်နဲ့ကစွန်းရွက်ကြော်အနေငယ်စပြီးကျမ်းမာဖို့အတွက်ဆူတောင်းလိုက်ပါခင်ဗျာ။အချီးရေမေတ္တာရေအိမ်တော်ရေးကိစ္စတွေအေးချမ်းဖို့လို့အတွက်ကတော့တခုမျက်စွာမျက်စွာဖျားရှင်ကိုလှူဒန်းပြီးမိမိတို့ရဲ့မေတ္တာရေအချီးရေအိမ်တော်ရေးအေးချမ်းဖို့အတွက်အထူးဆူတောင်းလိုက်ပါခင်ဗျာ။